နေရွှေသွေးရောင်ကြောင့်ခေါင်းမဗတ်တီးစီကပလတ်စတာကလရရွေဖြစ်တဲ့ရုံးရီလွင်မုံပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြလဲကြိုးစောလိုက်ပါတယ်မြန်မာနိုင်ငံရဲ့စော်ကြီးပဲနေရွှေသွေးရောင်နဲ့ချွတ်ကျက်ပြီးတော့တပတ်မပြည့်ခင်ခေါင်းမပလတ်စတာကလရတဲ့ဘဝကိုရောက်သွားတာကတော့ရုံးရီလွင်မုံဖြစ်ပါတယ်ဒါကြောင့်လည်းပရိသတ်တွေကစိတ်ပူနေကြပါတယ်နိုင်ငံကျော်ထိတ်တမင်းသားကြီးလွင်မိုးရဲ့တမိဖြစ်သူရုံးရီလွင်မုံဟာဆိုရင်မကြသေးခင်ကမှအိမ်တော်ကြီးပြိုကွဲခဲ့ပြီဖြစ်ကြောင်းအသိပေးခဲ့တာပါ ရုံးရင်လင်မိုးစရာကတော့နိုင်ငံကျော်ထိတ်တန့်မင်းသားလွင်မိုးရဲ့သမီးဖြစ်ပြီးရောဒီမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့်ပရိသတ်တွေကချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ရုံးရင်လင်မိုးအသက်မပြည့်ခင်အချိန်မှာပဲချစ်သူကောင်းလေးနဲ့မယားမိုက်ကလက်ထပ်သွားခဲ့ပြီးရောပရိသတ်တွေရဲ့အသေးကိုခွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကလည်းပရိသတ်တွေကရုံးရင်လွင်မှုအတွက်စိတ်မကောင်းဖြစ်ကြရသလိုအခုကလေးတယောက်ရပြီးတော့ကြွားရှင်းလိုက်တဲ့အချိန်မှာလည်းရုံးရင်လွင်မှုအတွက်စိတ်ပူနေရပြန်ပါတယ်။ ဒါကလည်းရုံးရင်လင်မိုးကခင်ပွန်းတဲ့နဲ့တရားဝင်ခွာရှင်းပြီးတော့တလမကြသေးခင်အချိန်မှာပဲမြန်မာနိုင်ငံရဲ့နာမည်ကျော်ခရိုနီတထေးကြီး မေရှူသွေးရောင်နဲ့လက်ထပ်တော့မယ်ဆိုပြီးတော့သတင်းတွေပေါ်ထွက်လာခဲ့ရကြောင်းဖြစ်ပါတယ်။ဒီသတင်းတွေကတိကျတဲ့ရက်ွက်ကပြောလာခဲ့ရဖြစ်ပြီးတော့ကိုရိုင်းမျက်စိနဲ့တွေ့မြင်ခဲ့ရတာပေါ့။မေရှူသွေးရောင်နဲ့ရုံးရီလင်မိုတို့စင်ကာပူနိုင်ငံမှာရှောက်လည်ပြီးတော့လေပတ်နေကြတဲ့ပုံရိပ်တွေကိုမြန်မာပြည်သက်တွေကသိရှိခဲ့တာဖြစ်ပါတယ်။ကိုရိုင်းတွေ့မြင်လာခဲ့ရဖြစ်တဲ့အတွက်သတင်းမှန်ကန်ကြောင်းပြောတဲ့သူတွေကလည်းရှိလာခဲ့ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကအရင်ကတည်းကခိုးပြီးတော့ပတ်သက်နေရဖြစ်ပြီးဒီကိစ္စကြောင့်ပဲခင်ပုံဖြစ်သူကိုထပ်ဦးလိုက်နဲ့ကြွားရှင်းခဲ့ရတာဖြစ်ကြောင်းသတင်းတွေပြန့်နှံ့နေခဲ့ပါသေးတယ်။ ဒါပြင်မကြခင်မှာဝဲနှစ်ယောက်သားကဒုတိယအိမ်တော်တီထောင်ပြီးတော့လက်ထပ်ကြတော့မယ်ဆိုတဲ့သတင်းတွေကလည်းပြန့်နှံ့လို့နေခဲ့ပါတယ်။အခုခါမှာတော့ပရိသတ်တွေကယုံရင်လမိုးကိုနေချေသိအောင်နဲ့ချစ်ကြိုက်ပြီးတလာမပြေခင်မှာပဲခေါင်းမှာပက်တီးတွေပလတ်စတာတွေနဲ့မြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ပရိသတ်တွေကစိတ်ပူနေကြပြန်ပါတယ်။ပရိသတ်တွေကတော့နေချေသိအောင်နဲ့ပတ်သက်ပြီးတော့ယုံရင်လမိုးကိုစိတ်ပူကြတာပါ။ ရုံးရင်လင်မောကသမရဲ့သားလေးကိုကိုရိုင်းလည်းမထင်ကြောင်းခြင်းမယ်။ဖခင်ကြီးနဲ့ပြစ်ထားပြီးတော့တယောက်တည်းလှုပ်ချင်တာတွေလှုပ်ပြီးနေချင်းတလို့နေနေခဲ့တာဖြစ်ပါတယ်။ဒုတိယအင်တာဗျူးဖို့အတွက်ကိုလည်းအသေးအံစူးစမ်းရင်းနဲ့အခုလိုနေမကောင်းဖြစ်သွားခဲ့ရပါ။အခုဖြစ်နေတဲ့သမရဲ့ပုံစံကမင်းသမီးကြီးခိုင်သိန်းကြီးတယောက်ဆောင်ထားတယ်။ဇက်ကားလေးကလို့ လင်မယားလိုခေါင်းကိုက်နေရဆိုတဲ့ပုံစံနဲ့အတော်လေးတူညီနေပါတယ်။အထူးသဖြင့်တော့ရုံးမတီလင်မိုးကရေးစားများတယ်ဆိုတော့နေရွှေသွေးအောင်ကြောင့်စိတ်ညစ်နေရပြီလား။နေရွှေသွေးအောင်တစ်ခုခုလုံးလိုက်တာလားဆိုပြီးလူပြောများနေကြပါတယ်။ ရုံးရင်လွင်မိုတယောက်စင်ကာပူကနေအိမ်မှာဖျားပြီးတော့ခေါင်းကိုက်နေရင်ပလတ်စတာနဲ့တွေ့လိုက်ရတာကြောင့်လေရွှေသွေးရောင်နဲ့ရုံးရင်လွင်မိုတို့ဘာပြဿနာများဖြစ်ကြပြီလဲစသဖြင့်ပရိသတ်တွေကတော့စိတ်ပူခဲ့ကြပါတယ်။ဒါပေမဲ့ရုံးရင်လွင်မိုအနေနဲ့သူမကရိုးရိုးရာသီတုပ်ခွေးကြောင့်ဖျားတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ရုံးရင်လွင်မိုကသူမအနေနဲ့သူမကထက်မြက်တဲ့မိန်းမသားတယောက်ဖြစ်တယ်လို့ဘဝကျင်ပေါ်ကိုလည်းတစ်ချိန်မှောင်ရင်ရွေးချယ်ပြီးပြီဖြစ်လို့အခုချိန်မှာတော့သူမအနေနဲ့အရာရာတိုင်းကိုတည်ငြိမ်ရင်းကျက်နေပြီဖြစ်လို့ပရိသတ်တွေအနေနဲ့စိတ်မပူကြဖို့ပြောလာခဲ့ပါတယ်။ ယ်။ဒီတော့နေရွှေသွေးအောင်နဲ့ချစ်ကြိုက်နေတဲ့မင်းသမီးလေးရုံးရီလမုပေါ်မှာပြိတက်ကြီးတို့ရောဘလို့မျိုးထင်ကြပါသလဲရှင်။အစောင်းတကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။